မင်္ဂလာပါဘုဒ္ဓဘူးရာဟုမိတ်ဆွေသားသမီးများအားလုံးအတွက်တပတ်စာတဲတော့အဆိုးကောင်းနမိတ်ကလေးဖြစ်ပါတယ်နမိတ်ရဲ့ဆိုလိုရင်ဥပ္ပကြပြရင်ရှောင်းဘုဒ္ဓဘူးသားသမီးတွေကမိမိတဲ့နေတဲ့သူမိမိတဲ့အောက်လက်ငယ်သားတွေကိုပြန်ပြန်ကြည်နေရတတ်ပါတယ်မိမိလုပ်တဲ့ကိစ္စမှန်သမျှကိုငဲညာတတ်တဲ့စိတ်ရှိတတ်တဲ့မိမိလုပ်သမျှ အလုပ်တွေမှာဘလောက်ပဲစေတနာအကျိုးထားထားမိမိကိုကြောက်တုံးမဲ့ကိစ္စအတိုက်ခံလုပ်မဲ့ကိစ္စစေတနာအကောင်းမမြင်တဲ့ကိစ္စတွေကိုကြုံတွေ့ရပါလိမ့်မယ်ခီးကိစ္စတွေနဲ့ပတ်သက်လာလို့ရှိရင်ပြပြောကြီးတွားမယ်မိမိစိတ်တိုင်းကြတွားမခီးတွေကြုံရပါလိမ့်မယ်အေဟိုပြိဆန်ဝင်လာတတ်ပါတယ်ပြိဆန်ဝင်လာရင်မိမိလိုအရှင်တဲ့ပြိဆန် ဖြစ်တတ်ပါတယ်ဒီလိုမျိုးဝင်လာခြင်းအပြင်မီပို့ပြီးတော့ငွေကြေးလက်လာပို့ပွင့်ခြင်းဖြစ်ပါလိမ့်မယ်အလုတ်ကင်နဲ့ပတ်သက်လာလို့ရှိရင်အပြောင်းအရွှေ့ကိစ္စတွေမှာညံ့နေတတ်ပါတယ်အိမ်အဆောက်အဦးကိစ္စတွေဆိုရင်တည်တည်မောမောမဟုတ်ပဲကြီးကြီးမားမားပြုလုပ်ရတတ်ပါတယ်အလူကိစ္စတွေမင်္ဂလာကိစ္စတွေပြုလုပ်တဲ့နေရာမှာမိမိစိတ်တိုင်းကြပြုလုပ်ရတတ်ပါတယ်။ပေးစရာရှိတဲ့အကျွေးရစရာရှိတဲ့ငွေတွေ ဒီတပတ်အတာကာလမှာပြန်လဲရရှိခြင်းဖြစ်ပါလိမ့်မယ်မိမိသည်စိုက်ပျိုးရေးလုပ်တဲ့သူတွေဆိုရင်စိုက်ပျိုးရေးနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာရမယ်စိုက်ပျိုးရေးသီးနှံလေးပေါ်ကျွယ်ဝခြင်းဖြစ်ထွန်းလွယ်ခြင်းတွေကြုံဆုံရပါလိမ့်မယ်အရောဝကိစ္စအားတွေနဲ့ပတ်သက်လာလို့ရှင်တော့မိမိစိတ်တိုင်းကြမဆုံးဖြတ်ပဲနဲ့အကြံဉာဏ်တောင်းယူပြီးတော့ကျွမ်းကျင်တဲ့သူတွေနဲ့ တိုင်ပင်ပြီးတော့ပြုလုပ်ခြင်းအဖြစ်တာကောင်းပါလိမ့်မယ်မိမိဆုံးဖြတ်ချက်အကြောင်းအမားယွင်းတွေဖြစ်တတ်ပါတယ်ဆက်ပစ္စည်းဝင်လာခြင်းအလုံးနေရာကောင်းရရှိခြင်းတစင်တဲ့တစင်အလုံးနဲ့ပတ်သက်ပြီးတော့နေရာကောင်းတဲ့မြင့်တဲ့နေရာကိုရောက်ရှိခြင်းတွေဖြစ်ပါလိမ့်မယ်အခြေရင်းနဲ့ပတ်သက်လာလို့ရှိရင်တော့မိမိဒီအာနာမရှိဖြစ်တတ်ပါတယ်မိမိ ပြောသမျှဆိုသမျှမအောင်မြင်တတ်ဘူးဆိုတဲ့အနေအထားမျိုးကြုံဆုံရတတ်ပါတယ်အိမ်အောင်ကြီးမှာနဲ့ပတ်သက်လာရင်တယောက်တနေရာစီကိစ္စမျိုးဝေးရတဲ့ကိစ္စမျိုးခွဲရတဲ့ကိစ္စမျိုးတွေကြုံဆုံရတတ်ပါတယ်မျိုးရောင်းဝယ်ကိစ္စတွေနဲ့ပတ်သက်လာလို့ရှိရင်တော့အကျိုးမြတ်ဖြစ်ထွန်းခြင်းဒီတစ်ပတ်ပါမှာရောင်းရလွယ်ကူခြင်းအမွေကိစ္စနဲ့ပတ်သက်လာရင် အကြက်သေးရင်ဆိုင်ရချက်အခက်အခဲကြုံတတ်ခြင်းဖြစ်တတ်ပါတယ်မိမိကိုမြောက်ပင့်ပေးပြီးတော့မိမိကိုဒုက္ခပေးမဲ့သူတွေလည်းကြုံဆုံရတတ်ခြင်းဖြစ်တတ်ပါတယ်မိမိအញ្ញမ်းခံများသည့်တပတ်တာမှာပြေပြောက်ဖို့အတွက်ပန်းနေဆောင်ဝင်ကိုရေထဲမှာမျောနေတဲ့ဆူတောင်းပေးပါဒီတစ်ပတ်မှာကြီးစိုးတဲ့ကဏ္ဍကတော့၅၃ညကဏ္ဍဖြစ်ပါတယ်